အဲဒီကဦးဇင်းတို့ရွှေအောင်ကလုတ်ခဲ့တာတကရှင်းနေပြပါဘူးလို့ဆိုရွှေအောင်ဒီမေတ္တာတရားကိုခြေခံပြီးတော့ဘုရားရဲ့ဝင်ဒီလုတ်ခဲ့တာနောက်တော့ဒီအများဆန္ဒနဲ့တန်ခါအလုံးရဲ့ဆန္ဒကိုခံယူပြီးပါပဋ္ဌာန်းသုဒ္ဓနာကံဆောင်ခဲ့တာပဲဦးဇင်းကအချက်ရှိချက်နဲ့ညီမျိုးစွာလုတ်ခဲ့တာပဲအဲ့တော့လူများအတ္တမတက်ရအောင်အသိမခွဲရအောင်လည်းဥစ္စာတွေပါနေရတယ်အဲ့တော့တန်ခါဗေဒကမထိုက်အောင်တော့ဆရာတော်တွေနဲ့စဉ်းစားတင်တာပေါ့ဗျာအခုလုတ်နေတာပေါ့သူတို့လုတ်နေတဲ့ဥစ္စာကအဲ့တော့ပြေစာရာတိယကံဆိုတာကဦးဇင်းတို့ဘုရားဟောတဲ့မှာဆိုကြောက်เสียအကောင်းဆုံးပဲအဲ့ထက်မှဒီအသိခွဲတဲ့ကံပို့ပြီးတော့ကြောက်เสียအကောင်း ဲ့တော့ဦးဇင်းတို့ကအဲ့ဒီအချက်ချက်နဲ့အညီကပတ္တလနဲ့ဂုဒ္ဒနာကံဆောင်ခဲ့တာ2000ခုတန်တာလေးရအခုအမျိုးဘာသာသာသနာဆောက်ချောက်ပြီးလို့ကြွေးကြော်ပြီးတော့တပါးသူကိုတက်ဖြတ်ဖို့နောက်ပြီးတော့ယဟန်နေယဟန်တန်ဃာတွေအနေနဲ့ပေါ့နော်ဒီပိသုနာဝါစာပိသုဒဝါတော့ကျန်တဲ့နဲ့ရုပ်မာတဲ့စကံလုံးတွေနဲ့တုံးဆွဲနေတာလုံးဝတဘာဝမကြောက်ဘူးလေအဲ့တော့အဲ့ဒီလိုအလုံးမျိုးလုံးချင်ရမ်းယဟန်အမိကပုံကိုယ်တွေနေလှုပ်ထွက်ပြီးတော့ပဲဦးဇင်းကလှုပ်ထွက်ပါလို့ပဲဦးဇင်းကတော့တိုက်တွန်းကျင်တယ်ဗျာသူတို့ဘုရားဆိုတာသာသနာအတွက်အရန်အယုံစုကြည့်တဲ့အတွက်ကြောင့်လို့ဦးဇင်းတို့အနေနဲ့2000ခုတန်ဃာတွေအားလုံးဒီ ီရှိမဖတ်တာပေါ်မှာဦးဇင်းတို့ထောက်ခံလို့လုံးဝမရှိဘူး။ဒီဦးဇင်းတို့တန်ဃာတွေဒီသားလေတန်ဃာတွေဟာဗုဒ္ဓဘာသာရဲ့သာသနာရဲ့အကျိုးစီးပွားပဲကြီးတင်တာလေ။လောကလောကလူကိုဦးဇင်းတို့ဝင်ပြီးတော့ဆက်ဖက်တယ်ဆိုတာလောကကောင်းကျိုးတော်ဦးဇင်းတို့ဖြစ်တာပေါ့။ဒါပေမဲ့ဒီတရားဓမ္မတွေကိုဘာလို့ပါညာလို့ပါဆိုတာကဖုံးကြီးလှုပ်ပြရမယ်အလုံးမဟုတ်ဘူး။တရားဓမ္မတွေလှုပ်ရမယ်လို့အဲ့တော့လမ်းညွှန်ပေးတဲ့ဥစ္စာကောင်းတဲ့လမ်းညွှန်တဲ့အလုပ်ကိုပဲလုပ်တယ်သူတို့ဒီအခုကဦးဇင်းတို့ဒီဘာသာရေးကောင်းဆောင်တချို့ပေါ့လေ ဒီမမတာအုပ်စုအနေနဲ့ကမလုပ်လဲဆိုတော့ဟို ဝင်ပြီးတော့ဆက်ပတ်တာတွေကအမတန်အောင်မှဒီသူကြည်တန်တဲ့ခါကျတော့ဥပဒေပနိုင်ငံကအနေထားနဲ့လည်းကြည့်မယ်ဆိုရင်ဒုက္ခဗုဒ္ဓဘာသာအတွက်မေးဖို့ထုတ်စရာတွေဖြစ်လာပြီ။အဲ့တော့ကိုပိုင်တစိုက်တုံးရိုက်ခြင်းအစတည်းကဟိုဗုဒ္ဓဘာသာဘာသာတရားတစ်ခုဆိုတာကိုပိုင်တစိုက်တုံးရိုက်ရအောင်လားဦးမင်းထင်တာလား။ဘာလို့လဲဆိုတော့မေတ္တာတရားပေါ်မှာပဲအခြေခံပြီးတော့အုပ်ချုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မေတ္တာတရားဟုတ်တာလဲဒါကဓမ္မတွေပြည်သူပြည်သားတွေကိုပေးတင်တာပဲ။ဘယ်သူကဘာလုပ်ပါပဲဘာဒီကိုမဲပြီး ပါဆိုတာပြည့်လုံးပုံလေးအဲ့တော့တက္ကသိုလ်မတွေသူတို့ရွေးချယ်နိုင်အောင်သင်ပေးခြင်းတာဖုံးကြီးရဲ့အလုပ်ပဲအဲ့တော့ရွေးချယ်မှုမမှားဖို့တော့တက္ကသိုလ်မတွေအနေနဲ့လည်းအရေးကြီးတာပေါ့နော်ဘာလို့လဲဆိုတော့တိုင်းပြည်ကိုလူမျိုးဘုရားကအရေးကြီးတယ်ဆိုတာကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နိုင်တယ်ပဲဟိုတူမှုတွေတက်ပြီးတော့မလုပ်သေးခြင်းဘူးဒီဦးဇင်းတို့တိုင်းပြည်တို့အနာဂတ်ကောင်းဖို့အတွက်ကိုယ့်ရဲ့မျိုးဆက်ကောင်းဖို့တခုကိုသာကြည့်ပြီးတော့ဥတည်ပြီးတော့လုပ်သေးခြင်းဘာသာတရားဆိုတာတော့တစိမ့်ကြိုက်ပြီးတော့ထားလို့ရတဲ့အရာမဟုတ်အဲ့တော့မေတ္တာတရားကိုပေးပြီးတော့တိုင်းပြည်ကောင်းချိုးအတွက်ကိုယ်သာကြည့်စေခြင်းလည်းဥပမာတော့နိုင်ငံရေးဖွဲ့စည်း အတိတ်တွေနေနဲ့ရောနောက်ပြီးလူပုဂ္ဂိုလ်တွေနေနဲ့ပေါ့လေဒီပုဂ္ဂလပဲဖြစ်ပါပဲဖြစ်ပေါ့တိုင်းပြည်နာကိုကြည့်ပြီးတော့တိုင်းပြည်တော်အကျိုးရှိမဲ့ဆိုရင်တော့ဘယ်ရမစိုးဦးဇင်းတော်ကတော့ထောက်ခံနေမှာဒါတိုင်းပြည်တော်အကျိုးမရှိဘူးဆိုရင်တော့ဦးဇင်းတော်ဝေဖန်ထောက်ပြမယ်ပြောမယ်ပေါ့နော်အခုလက်ရှိဒီမမသားအုပ်စုလုပ်နေတဲ့အလုပ်ဒီဒီတိုင်းပြည်အကျိုးမရှိဘူးတိုင်းပြည်တော်အန္တရာယ်ဖြစ်နိုင်တဲ့အတွက်ကြောင့်လို့ဦးဇင်းတော်ဒီဝိပဿနာပဲတင်တာဆိုတဲ့စာအုပ်တွေပါတယ်ထုတ်ပြီးတော့လေတတိပိတာတွေပါတယ်ဟိုလှုပ်ဆောင်နေပေါ့လေဒါမဲ့ဟိုလက္ခဏာမလက္ခဏာသူတို့အပိုင်းဒါမဲ့ပြောမှတို့အပိုင်းဖြစ်တဲ့အတွက်ကြောင့်လို့တန်ခါချင်းချင်းတချို့ကတော့ကွဲတယ်လို့ပြောတယ် မဲ့ဥဇိဝတန်ခါဒီတန်ခေါဟောဒီဒုတိယနာမဆိုတဲ့အတိုင်းပဲတန်ခါဆိုတော့ကစင်ကြံမုံမြဲတဲ့ပုံကူပဲရှိတယ်ဒုတိယပုံကူတော့မရှိဘူးအဲ့တော့ဥဇိဝကဒီတန်ခေါဖွဲ့စည်းကိုကွဲတာဥဇိဝမလို့ခြင်းဘူးညှို့နေတာကိုလို့ခြင်းတယ်အဲ့ဒါကြောင့်ကိုဆရာတော်ကြီးဒီအနေနဲ့စဉ်းစားဆင်ခြင်ကြည့်တယ်အစိုးရနဲ့ရတော့လည်းယခုနပြောလို့ကိုယ့်ရဲ့အောင်မြင်မှုတစ်ခုတော့ဟိုဘာလာရေးကိုအသုံးချတင်သေးမှာ။ဘာဖြစ်လို့လဲဆိုတော့2000 1990နောက်ပိုင်းကနေပြီးတော့အခု2000ကျော်ဖြစ်ခဲ့တယ်။အခုလက်ရှိဒီ ဟိုဖြစ်ခဲ့တဲ့အခြေအနေအားလုံးကိုပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်အစိုးရကသူနဲ့နေဆက်အတန်းကားတွေကိုဆွဲပြီးတော့ဟိုသူတို့လိုအပ်တယ်လို့ခိုင်းနေတဲ့ကိစ္စမျိုးတွေကမဖြစ်တင်ဘူးလေဘာသာရေးကိုလူကပြန်ပြီးတော့ခိုင်းနေတယ်ဆိုတော့ကတော့မှမဖြစ်တင်တဲ့ကိစ္စပဲဘာသာရေးဆိုတာကလူတွေကိုအသိပညာတဟိုကျယ်ပြန့်အောင်တိုးပေါင်းအောင်လုပ်ပေးတဲ့အရာဌာနတစ်ခုလေအဲ့တော့လူမှုအဆောင်အုံတစ်ခုတည်းမှာဘာသာရေးကဘာသာရေးအဖွဲ့အစည်းကိုကိုလူချင်းတို့လုံးနေတာတော့လုံးဝမကောင်းတဲ့လုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဦးဇင်းကတော့ကန့်ကွက်ရှုတ်ချတယ်နောက်ပြီးတော့ဘယ်အသင်းအဖွဲ့အစည်းပဲဖြစ်ဘယ်ပါတီအဖွဲ့အစည်းပဲဖြစ်ပေါ့နော် ကိုကျိုးစည်းဘွားအတွက်ဆိုရင်တော့ဘာသာရေးကိုမတုံးချဖို့ဆိုရင်တော့တိုက်တွန်းခြင်းတယ်တကယ်လို့အများအတွက်အတိုင်းပြည်အတွက်အကျိုးရှိမယ်ဆိုရင်ဘာသာရေးကိုအတုံးချတာပြည်ထနာမရှိဘူးတိုးတော့လည်းပဲဒီလိုအများအတွက်မဟုတ်ဘဲနဲ့ဒီကိုယ့်ရဲ့အာဏာတည်မြဲရေးအတွက်အလုပ်လုပ်မယ်ဆိုရင်တော့ဘယ်ရမှမမကောင်းဘူးအဲဒါကြောင့်မို့ဦးဇင်းတော့ဒီကိစ္စကိုထမထောက်ကန်အောင်နောက်ပြီးတော့အစိုးရဘက်ကလည်းဦးဇင်းတော့တိုက်တွန်းခြင်းတာကိုယ့်ရဲ့အောင်မြင်မှုတစ်ခုအတွက်တော့ဆက်လိုက်ပြီးတော့ဘာသာရေးကိုမဆော့ကားပါနဲ့လို့ပဲဦးဇင်းတော့ပြောခြင်းတယ်